ကောင်မလေးကအေးခွက်တဲ့ဆေးထဲတာမြင်သွားတော့ကျွန်တော်အေးခွက်ကိုလဲလိုက်တယ်။ပြန်တော့မူးကြီးအောင်ဆောက်လိုက်တော့ကျွန်တော်ကိုတည်ပြီးအမိုက်ပုံးနာပစ်ကြတယ်။အမတကယ်ပစ်မလားမပစ်လို့ဘာလို့ရမှာလဲ။သူကအိမ်ခွဲချင်နေတာကိုသူကဒီလိုလိုပြစ်လိုက်ရင်နောက်အိမ်ကိစ္စတွေကိုငါတို့ဘာသာစိတ်ကြိုက်လို့လို့ရတယ်။ဒီလိုလိုရင်အမနာမည်ပြက်မှာပေါ့။ဂီယူမဆိုင်ဘူးသူလက်ထက်လိုက်ရင်နောက်ဆုံးအိမ်မှာပူရောင်ဆူညံအောင်မယ်။ဒါဆိုကျွန်တော်ဘာလုပ်ပေးရမလဲ။သူအိမ်ကြီးတွေကိုချုပ်ပြီးကောက်ရိုးနာပစ်လိုက်။ ပြီးရင်လူတွေကိုခေါ်ပြပြီးငါ့ကိုတာဝန်ယူမလားဆိုပြီးမေးရမယ်ဒီလိုလုပ်တာတခြားသူတွေမသိစေနဲ့နော်ကျွန်တော်နားလဲပြီးဦးလေးနဲ့အတော်သားငါတို့ကိုကောက်ရိုးပုံနာမှာတွေ့ရင်သူ့ကိုတေချာပေါင်းငါ့ကိုတာဝန်ယူခိုင်းမှာမင်းတို့အစီအစဉ်တွေကမဆိုးဘူးပဲရှင်ရှင်ရှင်မောင်နှမနှစ်ယောက်မူလဲသွားတော့အင်ကြီးတွေချုပ်ပြီးကောက်ရိုးတွေနဲ့အုပ်လိုက်ကမင်းတို့နှစ်ယောက်ဘလို့ဖြစ်ရှင်းမလဲကြည့်ကြသေးတာပေါ့ဟိုမောင်နှမနှစ်ယောက်အိမ်မပြန်လာကြသေးတော့သူတို့တငယ်ချင်းတွေကိုခေါ်ပြီးလိုက်ရှာဖို့လုပ်တယ်တငယ်ချင်းတွေကမောင်နှမနှစ်ယောက်ကိုတွေ့တော့သူတို့ဘာလုပ်နေကြတာလဲဆိုပြီးမေးကြတယ် ုံနေတုန်းကပြောင်းမှုခင်ပေါ်မှာဒီနေ့ကြတော့မျက်ခင်းပေါ်မှာဘလိုတွေဖြစ်နေကြတာလဲပြီးတော့အချင်းချင်းကမောင်နှမတွေကိုအရှက်ရစရာတွေလုံနေကြတာပဲအေးလို့ရပြီဆိုထားကြတော့အကိုတို့အကိုတို့ထင်တယ်လို့မဟုတ်ပါဘူးဘာလို့ငါတို့ထင်တယ်လို့မဟုတ်တာလဲမျက်လုံးနဲ့တေချာတွေ့တာကိုလိမ့်နေသေးတယ်ဒါတွေအကုန်သူ့အကွက်ချစီစဉ်ထားတာငါအကွက်ချစီစဉ်တာမဟုတ်ပါဘူးမင်းတို့သားငါကိုအကွက်ဆင်ညေလို့အေးအေးခွက်တဲ့ဆေးတွေထည့်ပြီးတိုက်တာလေငါခွက်လဲလိုက်လို့ဘာမှမဖြစ်တာတော်သေးတယ်အဲ့ဒါဆိုနေကငါတို့အကြံဉာဏ်တွေအကုန်သိပြီးသားပေါ့ အကိုကြီးဒါရီအကုန်လုံးကသူ့လောက်တာပါကျွန်တော်နဲ့မဆိုင်ဘူးကျွန်တော်ကမလုံနဲ့လို့တာပါသေးတယ်သူတို့မောင်နှမနေရောက်အချင်းချင်းတောင်းနားလွယ်မှုတွေလွင်နေကြတာဘလို့ဖြည့်ရှင်းကြမလဲကိုကြီးကျွန်တော်ကိုအင်ကြီးပြန်ပြီးပါနောက်ဆိုကျွန်တော်ရှောင်းမလို့တော့ပါဘူးရှင်ပါလို့ချင်နေတာလေဘာလို့ပေးရင်ရှင်ခွင့်လို့မလဲမင်းတီပြောဆိုနေငါခွင့်မလွန်နိုင်ဘူးဘာလို့ဆိုခွင့်လို့ရမှာလဲမင်းမောင်လို့တောင်းမရင်ခွင့်လို့မယ်ရှင်မလွန်လာနဲ့အကုန်လုံးကမိသားစုတွေပဲကိုအဲ့လိုတော့ကျမမတောင်းမနိုင်ဘူးမတောင်းမချင်ရင်တော့မင်းတို့ဘာသာဖင်ပြောင်းကြီးအိမ်ပြန်လာကြတော့အကိုကြီးကျွန်တော်တောင်းမပါတယ်ဒီတိုင်းမထားခဲ့ပါနဲ့ ရှင်တောင်းဆိုသမ ्या အကုန်ကျမလုပ်ပေးမယ်အရင်အင်းကြီးပြန်ပြီးတော့ရပြီလားဒါဆိုအင်ခွဲတာလည်းမင်းမပါနဲ့မင်းအဖေကိုလည်းငါနဲ့မင်းကိုလက်ထပ်ခိုင်းဖို့မပြောနဲ့အင်ခွဲပြီးအမွေခွဲတဲ့ကိစ္စရောပဲအိမ်မှာအဖေကအကြီးဆုံးဆိုတော့အဖေဆုံးဖြတ်တာကိုဘယ်သူမှတားလို့မရဘူးလေဒါဆိုဒီသုံးယောက်ကိုမင်းတို့မကောင်းတာလုပ်ထားတာတွေပြောခိုင်းလိုက်မယ်ငါတို့လည်းဘာမှမလုပ်ထားဘူးလေဒါတွေအကုန်ရှင်းကြံစီထားတာလေး သူတို့ရှင်ပြာရာမင်းတို့ယုံလားမယုံဘူးမျက်စိနဲ့မြင်တာပဲယုံတယ်တော်ရိုးပုံထဲမှာဖြစ်ပြနေတာတွေအကုန်မြင်ရတယ်ငါတို့ကမလိန်တတ်ဘူးရှင်တို့တွေရှင်တို့တွေကျမတောင်းပန်နေသူတို့တွေကိုလည်းပေါက်ကရရရှောင်းမပြောစေနဲ့တုံးရအတွင်းမင်းပြောတာတွေအကုန်ပေးထားအင်ခွဲတဲ့ကိစ္စရောစကားပြောရင်းထွက်သွားကြတယ်မင်းတို့ရဲ့အင်ကြီးတွေကတော်ရိုးပုံအောက်ထဲမှာမင်းတို့ဘာသာထုတ်လိုက်ကြမင်းတို့တော့ရောက်လေဒီနေ့ကိစ္စကိုဘသူကမှရှောင်မပြောနဲ့တော့စိတ်ကြပါကိုကြီးတို့မောင်နှမနှစ်ယောက်အကိုကြီးကိုဘလို့အနိုင်ကျင့်လဲဆိုတော့ကျွန်တော်တို့တည်တယ်တော်လိုက်တဲ့ညီလေးတွေစောစောပြန်လာကြတော့ မနက်ဖြန်မင်းတို့ကိုအကင်ဝဲကြည့်မယ်။မောင်နှမနှစ်ယောက်ကတော့အဝဝစ်ပြီးအိမ်ပြန်လာကြတယ်။အိမ်ခွဲမဲ့ကိစ္စကိုအဖေလို့သူကိုပြောပြဖို့လုပ်တယ်။အဖေကပြောစရာရှိရင်ပြောလို့ပြောတော့အဖွားအိမ်သွားပြီးလူစုံတက်ဆုံရှိမှပြောချင်တယ်ပြောတော့အဖေကဘာကိစ္စမို့လို့လဲမိတယ်။ကျမအကူဝမ်းဝဲကိုလက်မထပ်နိုင်ဘူးပြီးတော့အိမ်ကိုလည်းအမွေခွဲလိုက်တော့ငါဒီလောက်စူးစားခဲ့တာတွေကမင်းနဲ့သူနဲ့လက်ထပ်လို့ရအောင်လေဟုတ်တယ်လေဒီရက်ပိုင်းအတွင်းလက်ထပ်ပွဲကျင်းပတော့မှာကိုဘာထဖြစ်တာလဲ သူတို့ကကျမကိုလက်မထက်ချင်ဘူးလို့ပြောတာကိုကြားခဲ့တယ်။ကျမတို့မိသားစုကသူတို့ကိုအတင်အဓမ္မလက်ထက်ခိုင်းတာလို့ပြောတာကိုကြားခဲ့ရတယ်။သူတို့အဲ့လိုပြောတာတမိတေချာကြားခဲ့တာလား။တေချာကြားခဲ့တာပေါ့။ဘာလို့အဲ့လိုတွေပြောတာလဲမသိဘူး။သူတို့ကဟိုနေကထမင်းလဲလားမစားဘူး။ပစ္စည်းတွေလည်းပြန်ယူသွားကြတယ်။ဆိုတော့ဖြစ်နိုင်တယ်။ဟိုနေကအင်တာသွားတတ်တော့လေ။သူတို့အသားကင်တွေကိုဘသာကင်စားနေတာတွေ့လိုက်တယ်။သူတို့ကအိမ်တော်မခွဲရသေးဘူးအကင်တွေတောင်ကိုဘသာကင်စားနေကြပြီပေါ့ဖဖွားခဏနေပါအောင်တမီးပြောတာကိုအောင်နားထောင်ပါအောင် တမီးအခုဝမ်ကွယ်နဲ့လက်မထက်ချင်ဘူးနော်လွန်ခဲ့တဲ့နှစ်ရက်တုန်းကတမီးပြန်နာကိုသူ့ရိုက်လိုက်သေးတယ်အခုတော့လက်ပါနေတာလက်ထပ်ပြီးရင်ပိုတော့နိုင်ချင်းခံရနိုင်နေအဲကောင်လုံရင်လုံကြည့်လိုက်လေအဖေကလည်းအခုတော့လုံရင်နေရာကိုလက်ထပ်ပြီးမှဆိုပို့ဆိုးမှာပေါ့ပြီးတော့ကိုဝင်ရှိနေတာဆိုတော့ဘိုက်ထက်ထွက်လာရင်ဘယ်လိုလုပ်ကြမလဲသူနဲ့လည်းလက်မထက်ချင်ဘူးဟုတ်ပါပြီစူမနေနေတော့တမီးသူ့ကိုလက်မထက်ချင်ရင်အဖေအတင်းလက်မထက်ခိုင်းတော့ပါဘူးရက်ွက်ထဲကကောင်လေးတယောက်ကတမီးကိုသဘောချနေတာလေသူနဲ့ပဲလက်ထပ်ပြီးပါ မရဘူးအဲကောင်ကငပြင်းအလုံးမရှိအကင်မရှိအနာဂတ်မရှိနဲ့အဲကောင်မိသားစုကချမ်းသာတယ်ဆိုတော့အဲကောင်ပြင်းလဲဘာမှမဖြစ်ပါဘူးအဲကောင်ကဇာရိတာမကောင်းပါဘူးဆိုဇာရိတာမကောင်းလဲပတ်စံရှိရင်ရပြီလေနောက်မှလိမ်မာလာအောင်ဆုံးမလို့ရတာပဲကျွန်တော်ရှာထားတဲ့တခြားသူနယ်ပဲပေးစားမယ်။ဒါဖြစ်သူအလိုပြောတော့အဖွားကြီးကထားရပြီးမငင်းတော့ပဲသဘောတူလိုက်တယ်။မိသားစုရဲ့အကောင့်တိုင်မင်ပြီးလက်ထပ်ဖို့ကိစ္စကိုတရားဆွေးနွေးကြတယ်။အဖွားကြီးကအိမ်ခွဲပြီးရင်ပစ္စည်းတွေရောအသားတွေရောတရားခွဲကြမယ်လို့ပြောတယ်။ငါမျိုးကိုအနိုင်ကျင့်တာမျိုးလည်းမလိုချင်ဘူး။အမေအိမ်ခွဲဖို့သွားပြောရင်ကျွန်တော်လိုက်ခဲမယ်။ ဟိုဘက်ကအင်္ဂါသူတွေထွက်လာကြပါအောင်မြ мян ထွက်လာခဲ့ကြစမ်းနေတိုင်းအသားတွေခိုးစားနေတာအနှက်မရဘူးများထင်နေလားအသားခင်တွေကိုဘယ်လိုလုပ်မလဲအဖေမစိုးရင်ပါနဲ့ကျွန်တော်ဖြည့်ရှင်းလိုက်ပါမယ်ဘယ်သူကအခင်ခိုးစားနေတာလဲလာရှာကြည့်ပါအောင်အမေကျွန်တော်တို့ကိုလက်မပါနိုင်လေအမလီမင်းသားကငါမြေမာလေးကိုအရင်လက်ပါတာကိုလာကြည့်ပါအောင်အခုမင်းကပါငါ့ကိုအာခံနေပြီပေါ့ကျွန်တော်အမေကိုဘယ်တော့ကအာခံဘူးလို့လေမင်းကတကယ်မသိတတ်တဲ့သားပါရက်ကတို့ရေကျမရဲ့မသိတတ်တဲ့သားကိုလာကြည့်ကြပါဦးအဖွားကြီးအော်တော့တခြားသူတွေအကုန်သူတို့တွေကိုဝိုင်းလာကြည့်ကြတယ် သူတို့မိသားစုကနေတိုင်းရံပြေနေကြတာအိမ်အရန်ခွဲချင်နေပြီပေါ့အိမ်တော့မခွဲရသေးဘူးအမေကိုယ်တော်ပြန်ပြောနေပြီမင်းကအသားတွေလဲကိုပြီးတိတ်တိတ်လဲစားသေးတယ်အမေမစူပါနဲ့တော့တားလက်မင်းမသိပါဘူးသူတို့အိမ်ထဲသွားပြီးအသားတွေသွားရှာစီစမ်းအသားတွေခိုးစားတာအမေလို့သူတော်မသိရဘူးတားလက်သွားရှာစမ်းအကိုကြီးကအဲ့လိုမျိုးလုံးမှမဟုတ်ပါဘူးမိသားစုအနေဖြစ်နေတာကိုကြည့်ပြီးကောင်းလေးကရေနေတယ်အကိုကြီးကဒီလောက်အမေပေါ်တိတက်တာကိုအမြင်နဲ့ပဲဆုံးဖြတ်လို့မရဘူးလေလိုက်ရှာကြည့်စမ်းမင်းတို့အသားတွေဖွက်ထားတာလားငါကိုယ်တိုင်မဲလိုက်ရှာကြည့်တော့မယ် အဖေသူတို့ကိုဝင်ရှာခိုင်းလိုက်ပါသူတို့တွေ့မှာမဟုတ်ဘူးနေတဝက်လောက်ရှာပြီးသွားတော့အသားမပြောနဲ့ဆန်စေးတစ်စီးတောင်ရှာမတွေ့တော့အဖွားကြီးချွေးတွေထွက်လာပြီးစိတ်တူလာတော့တယ်ရှာတွေ့ကြလားရှာမတွေ့ဘူးရှာမတွေ့ရင်အကုန်လုံးထွက်သွားကြတော့ကျွန်တော်ကိုအကုန်ပေါင်းပြီးအနိုင်ကျင်းကြတာကောင်းကြရဲ့လားမင်းတို့အကုန်ရှက်ဖို့ကောင်းကြတယ်ကျွန်တော်ဒီလိုလုပ်ရတာမိသားစုတွေကောင်းဖို့အတွက်လေအပေါ်တွေမပြောနဲ့ဒါတွေအကုန်အမေအဖြစ်ပါအမေကသူတို့ကိုတိုင်းမှာအသားတွေဖွက်ထားတယ်လို့ပြောလိုက်တာသူတို့နဲ့မဆိုင်ပါဘူးအမေအမှားပါ ကျွန်တော်အိမ်မှာအသားတွေမဖွက်ထားဘူးပြောတာဘာလို့ဝင်ရှာကြသေးလဲနောက်ဆိုဝင်မရှာတော့ပါဘူးအဖွားတို့ကကျွန်တော်ကိုမလုပ်ဘူးပြောတာကိုဘာလို့မယုံလဲအတင်းအိမ်ထဲဝင်ရှာကြလဲအခုအဖေကစိတ်ဆိုးနေပြီအမှန်တော့အဖွားတို့အိမ်မှာတကယ်အသားတွေဖွက်ထားလို့ကျွန်တော်တို့ကိုလာဆွဆွဲတာမလားဟုတ်တယ်ဟုတ်တယ်အဖွားတို့အိမ်ကိုလည်းရှာကြည့်မှာအကုန်ညီတူညီမျှဖြစ်မှာပေါ့ငါတို့အိမ်မှာဘာအသားမှမဖွက်ထားဘူးမင်းတို့လိန်ပြောလားမပြောလားဆိုတာရှာကြည့်မှဒီမှာ အိမ်ထဲဝင်လာတော့စိတ်ပုတ်တဲ့မောင်နှမနှစ်ယောက်ကမုတ်စားနေကြတယ်။အသားကိုရှာတွေ့သွားပြီးအပြင်ထုတ်လာကဒါကပါလေလို့မိလိုက်တော့ရွာသူကြီးကအမြင်မမာဘူးဆိုအသားတွေပေါ်လို့ပြောတယ်။အကောလုံးကအဖွာကြီးကအသားတွေဖွာထားတာကိုလိန်တော့အရှက်မရှိဘူးဆိုပြီးဝိုင်းပြောကြတယ်။ကိုညီအရင်ကိုလည်းအနိုင်ကျင့်သေးတယ်။တကယ်ဘလို့မိသားစုပါလေ။ကျွန်တော်အမေနဲ့အဖေကနေတိုင်းပြပြပမှန်နဲ့လှုပ်လှုပ်ပြီးသူတို့ဘာသာရှာစားနေကြတာ။အဖွာကိုတရက်လေးတောင်ခရူးမဆိုင်ပေနဲ့ ဟုတ်တယ်ရှင်တို့တွေအလိုတော့မလုပ်တင်ဘူးလေမင်းတို့တွေကဘာတီလို့သူများမိသားစုကြားထဲဝင်ပါနေကြတာလဲခမရတို့တွေဒီလိုအနိုင်ကျင့်နေတာတော့မဟုတ်သေးဘူးလေကျွန်တော်ခမရတို့အိမ်အမွေခွဲတာကိုကူညီပေးမယ်ကျွန်တော်လည်းအိမ်အမွေခွဲတာထောက်ခံတယ်ငါလည်းအိမ်ခွဲခြင်းနဲ့အကုန်လုံးသဘောတူတယ်ဆိုတော့ခွဲလိုက်ကြစို့စာချုပ်ရဆိုအကိုကြီးအခန်းလိုချင်လားကျွန်တော်မလိုချင်တော့ဘူးသူတို့ကျွန်တော်ကိုအစ်စ်ပြန်ပေးတာပဲလိုချင်တော့တယ်မင်းကအစ်စ်လိုချင်သေးတယ်ပေါ့အစားအသောက်တွေလည်းဖွက်ထားသေးတယ်အဖွားရှိလာကစံတွေရောင်းထားတာပတ်စံတွေရှိတယ်လေ အကိုကြီးပတ်စံဘလောက်ပြန်လို့ခြင်းလေအခန်းကြီးအတွက်ရဆိုပတ်စံ300လို့ခြင်းနေငါမင်းကို300အပြည့်မပေးနိုင်ဘူးဟုတ်ပါပြီအမေကြီးအဲ့ဒါဆိုဈေးညီပြီးပေးကြတာပေါ့ဦးလေးကဈေးညီပေးပြီးမယ်အိမ်ထဲကပရိဘောကပစ္စည်းတွေကကျွန်တော်တို့ပိုင်တာဆိုတော့အဲ့ဒါတွေကိုရောဘလို့လုပ်ပေးမှလဲပရိဘောကတွေကအကုန်တယောက်တဝက်ပဲလေနောက်ဆိုကုန်ကြမ်းဈေးနဲ့အမေကိုထောက်ပံ့ပေးတာအကုန်တယောက်တဝက်ပေးရမယ် အိမ်ခွဲပြီးဒီမှာမနေတော့တာတော့ကျန်တာအကုန်တရားတဝက်ပေးရအောင်မယ်ဆိုတော့မမျှတာဘူးလေအလိုကြီးဆိုကျွန်တော်တို့ကိုပတ်စံမပေးနေတော့ခမရတို့ကိုပဲပတ်စံပေးလိုက်မယ်ခမရတို့အကုန်အိမ်ပေါ်ကဆင်းသွားကြမင်းတို့ကိုအိမ်အစားနေရာလည်းမပေးနိုင်ဘူးငါတို့အဖွားကြီးကိုမင်းတို့ပြုစုပေးစရာလည်းမလိုဘူးမင်းတို့ကငါအဆက်အသွယ်ဖျက်ပြမယ်အဖွားနောင်တာမရနဲ့တော့နောက်ဆုံးတော့ဒီအိမ်မှာမနေခြင်းနဲ့ဆန္ဒပြတော်မယ်ငါကဘာနောင်တာရစရာရှိမှလဲငါတက်ကြည့်ရင်လည်းမင်းတို့ပြုစုပေးစရာမလိုဘူးကျွန်တော်အိမ်မွေခွဲတဲ့စာချုပ်ရေးပြီးပြီးဘာသူကြီးဖတ်ကြည့်ပါဦး အိမ်မွေးစာချုပ်နဲ့အဖွားစကားအရအိမ်မွေးခွဲပြီးရင်အဖွားရဲ့ကျမကြီးပြဿနာနဲ့ကျွန်တော်တို့မိသားစုဘာပတ်သက်မှုမှမရှိတော့ပါ။ဘာအပေါ်မှပြောမနေကြနဲ့ငါ့ကိုယ်သာအိမ်မမြန်ပြောင်းပေးကြ။ကောင်းပြီလေကျွန်တော်တစိမ့်တုံးအရင်ထူလိုက်အောင်မယ်။ပြီးရင်စာပြောင်းလို့ရပြီ။ကျွန်တော်တို့ရွာထဲကဇရက်လေးမှာအရင်နေအောင်မယ်နော်။ပြီးမှပြောင်းကြမယ်ဗျ။ရွာကလူတွေကိုခဏလေးအနှောက်အယှက်ပေးရအောင်မယ်။ဒါကဘလို့လို့အနှောက်အယှက်ပေးနိုင်မှာလေ။ဒီလောက်တိတက်လိမ်မာတာကိုငါတို့ကအိမ်ကြီးချင်းတွေပဲမင်းတို့ကိုအိမ်ကူပြောင်းပေးမယ်။တခုခုလို့ရင်အန်တီတို့ကိုအာမနာရန်ပြောနော်။အကုန်ကူညီပေးမယ်။ ကျွန်တော်တို့လည်းလူလာအကုန်ကူညီပေးမယ်။မမြန်ပြောင်းကြစမ်းပါ။ကျွန်တော်တို့လည်းအမြန်ပြောင်းပေးပါမယ်။အကိုကြီးကိုအိမ်မမြန်ကူပြောင်းပေးမယ်။ကောင်းပြီအိမ်ပြောင်းလို့ပြီးရင်မင်းတို့ကိုရည်စားရှာပေးမယ်။ကျွန်တော်တို့အမွေဆိုင်အိမ်ကနေရွာတွေကကိုပိုင်အိမ်လေးကိုပစ္စည်းတွေရွှေ့ကြတယ်။အိမ်အသေးရောက်တော့တန်ရှင်းအိမ်လို့ဖို့အိမ်ခေါင်းမိုးပေါ်တက်သွားတော့ပစ္စည်းဖွက်လို့ရတဲ့နေရာကိုတွေ့တော့ဖွင့်ကြည့်လိုက်တော့အထဲမှာခြေတုံးနဲ့ရွှေတုံးတွေကိုတွေ့လိုက်ရတယ်။ရှေးကြည့်လိုက်တော့စုစုပေါင်းရွှေချောင်းချောင်း၄၀ဖြစ်နေတယ်။အပြင်သေးသွားရင်ပြဿနာတက်မှာဆိုလို့အရင်ဒီမှာပဲတင်ထားပြီးအဖုံးအုပ်လိုက်တယ်။ သုံးမိန်နေပြီးတော့ဈေးထဲသွားတယ်ဈေးရောင်းကောင်းကြလားမစိုးပါဘူးအသားခင်တွေရောင်းကောင်းပါတယ်မင်းတို့ကောင်းကောင်းကုရောင်းပေးကြပါဦးပြီးရင်လာစာကောင်းကောင်းပေးပါမယ်အရက်လည်းကောင်းကောင်းတိုက်ရမယ်နော်တိုက်မှာပေါ့အကိုနှက်ထားတဲ့အသားတွေကအရသာရှိတော့လူတွေအများကြီးလာဝဲကြတယ်လေဒါကကျမရဲ့အိမ်ကြီးချင်းမှာအိမ်ကြီးချင်းပဲဖြစ်ဖြစ်ဒီလိုလမ်းပေါ်မှာဈေးရောင်းလို့မရဘူးဆိုတာမသိဘူးလားကျမရဲ့အိမ်ကြီးချင်းတွေကလူကောင်းတွေပါသူတို့ကိုရောင်းခွင့်ပြုလိုက်ပါရှင်ငါကဆက်ရုံကိုတာဝန်ယူထားရတဲ့သူငါကိုယ်တိုင်ကစီကံချိုးဖောက်လို့မရပါဘူးလေ ဆက်ယုံနေမှာဆိုရင်တော့ဘသူကမှစိတ်လေးတောက်ခွင့်ပြူတာမဟုတ်ဘူး။နင်းဒီလိုအကင်ရောင်းတာကမိကိုတွေတလောက်ထွက်တာမိလောင်ရင်ဘယ်လိုလုပ်မလဲ။ကျမတို့တေချာခရူးဆိုင်ပြီးလုပ်ပါမယ်။မင်းတို့တေချာလုပ်ရင်လည်းတခုခုဖြစ်ရင်မင်းတို့တာဝန်ယူမှာမဟုတ်ဘူးလေ။ခမားစကားကိုအလိုမပြောနဲ့။ခမားဘာဖြစ်ချင်တာလဲအမှန်တိုင်းပြောလိုက်။ညကြရင်ငါ့ကိုထမင်းကျွေးပြီးအရက်လိုက်တက်ရမယ်။နောက်ဆိုငါပြောတာမှန်တယ်များနားထောင်ရမယ်။ငါဖေကဆက်ယုံပိုင်ရှင်မယ်။ဒီဆိုင်ရောက်ပိုင်ရှင်သားစကားပြောပုံအရာဆိုရင်သူ့အကြိုက်လိုက်ထိုက်လေးနေပေးလိုက်ရင်တော့ရပြီ။ခမ ्या ပြောလို့ပြီးပြီဆိုပြန်လို့ရပြီ မင်းကားကိုအရတိုက်မှာလားအကင်ချွေမှာလားဘာမှမကြွေးဘူးဆိုရင်တော့မင်းကားကိုစောင်းနေစမ်းသူတို့အထဲသွားပြီးလူသွားခေါ်ရင်အထဲမှအလုံးသမားချင်းချင်းရန်ဖြစ်ရင်သူတို့အကုန်လုံးပြုတ်သွားနိုင်တယ်တောင်းမှတ်ပါရဲအကူအကုတ်ကဒုက္ခများစေပြီးဘာမှမဖြစ်ပါဘူးမင်းပြစ်မှမဟုတ်တာဒီကောင်တွေခဏနေပြဿနာတတော်မှာတကယ်လားဒီကောင်အဖေကဒီကောင်ပြဿနာရှာနေတာကိုအငြိမ်ထားမှာမဟုတ်ဘူးဒါရီအကုန်မင်းပြစ်မဟုတ်လို့ဝမ်းနေမနေနဲ့နော်အကုတ်ကိုပြဿနာမဖြစ်စေဘူးဆိုရင်တော့ရပါပြီညီကိုရီကိုခေါ်ပြီးဒီကောင်တွေကိုဖျက်ချောက်လိုက်ရမလားမလုံနေတော့စီးပွားရေးလုံနေတာအဲ့လိုမလုံတာကောင်းမယ် အကင်မဲတိချာရောင်းကြမယ်အကင်ရောင်းကုန်သွားတော့အကုန်လုံးအရက်ဆိုင်သွားကြတယ်အကင်စားရင်အရက်တောက်ကြမယ်လေကောင်းတာပေါ့ဘာလို့စိုက်ကြည့်နေတာလဲကျမမျက်နှာမှာတခုခုပေးနေတို့လားမပေးပါဘူးမင်းမျက်နှာကပိုလာလာလို့စိုက်ကြည့်နေတာနှစ်ယောက်သားချစ်စကားပြောနေကြတော့အနောက်ကလူနှစ်ယောက်ကစကားပြောနေကြတယ်မင်းတို့အကင်တွေกินလို့မပြီးသေးဘူးလားတထေကျွန်တော်တို့အကင်တွေဘာဖြစ်တာလဲမသိဘူးကင်လိုင်းရင်တူပြီးမာသွားတယ်ခဏနေရင်ဧည့်သည်တွေလာရင်ငါဘလို့မျက်နှာပြရမှာလဲ တောင်းပန်ပါတဲ့တည်းကျွန်တော်လည်းဘလို့လုပ်ပြရမလဲမသိတော့ဘူးအဲ့တဲ့တွေလာရင်ငါကရောဘလို့မျက်နှာပြရမှာလဲအဲ့တဲ့တွေကိုအမဲသားကျွေးမှာဆိုတော့ရိုးရိုးအဲ့တဲ့တွေတော့မဟုတ်တော့ဘူးတည်းဘာပြဿနာဖြစ်နေတာလဲအမဲသားတွေမกินတက်လို့လားဟုတ်တယ်နိုင်ငံခြားသားအဲ့တဲ့တွေလာရင်ဘလို့မျက်နှာပြရမလဲမသိတော့ဘူးဒီကောင်ကငါဖုံးဆက်တုံးကအမဲသားกินတက်တယ်ပြောပြီးအခုတော့အမဲသားတကယ်မกินတက်တော့အဲ့တဲ့တွေကိုငါဘလို့မျက်နှာပြရမလဲအမဲသားกินတာမလားကျွန်တော်ကူกินပြီးမယ်กินတက်တာလားအမလေးညီလေးမင်းကအကိုကြီးရဲ့ကယ်တင်ရှင်ပဲအမဲသားဘာမှလဲကျွန်တော်ကိုလိုက်ပြပါဦး ။တတိလေကောင်လေးကိုအမေသားကင်ခိုင်းလိုက်ဖို့မိဖို့ကြောင့်ခေါ်သွားတယ်။အမေသားဘလို့ကင်ပေးရမှာလဲတတိအမေသားကိုအကုန်မချက်ပဲအထဲကိုနူညာအောင်ကင်ပေးပါ။မင်းပါမနားမလဲပဲဝင်မပြောနဲ့။ညီလေးမင်းမမြန်ကင်တော့ခနာနေလူကြီးတွေရောက်လာတော့မယ်။အကိုကြီးလဲကူလုပ်ပေးပါအောင်။အမေသားလေးတွေကူလီပေးပါအောင်။တတိကတော့အရှိမဧည့်သည်တွေကိုအဲခံနေအောင်နော်။ဧည့်သည်တွေစားလို့ကောင်းကင်ပေးမှာမို့အကိုကြီးစိတ်ချလက်ချဧည့်သည်တွေကိုသွားအဲခံနော်။အကိုကြီးမင်းရဲ့လက်ရာကိုယုံကြည်ပါလေ။